ali kiuta kumeshia ali. Tại bà bị ngoài vậy à, tại bà bị ngoài. Họ đây ông ấy. Tôi nhà mình đi. Mình lao vào vậy. mình lao vào vậy luôn rồi. Nông xe ở đâu nó? Thì đi thì xem mình gì vào. ိုကျွန်တော်တို့နိုင်ငံလုံးတိုင်းတာနဲ့ပြောမယ်ဆိုလဲအာငလင်တန်ကြောက်ခံလဲရတဲ့ဖြစ်ပျက်တွေဖြစ်ရက်တွေအများကြီးပဲเนาะဒါကြီးမြင်လဲရတဲ့အချိန်မှာမိင်္ဂလာတော့မရှိဘူးပေါ့ဗျာအဲကျွန်တော်လည်းဘာမှတော့သိလုံးချင်ကြိုင်စိတ်လည်းမရှိဘူးပေါ့အဲဒါကျွန်တော်ကျွန်တော်ကသိမမကြသေးဘူးပေါ့နော်တည်တဲ့အချိန်ကဘာလို့လဲဆိုတော့ကျွန်တော်ခြားတနေရာရောက်နေရယ်လိုင်းလိုင်းမရတဲ့နေရာရောက်နေရပေါ့ရောက်နေပြီးတော့ငလင်လှုပ်လိုက်တယ်လှုပ်လိုက်တဲ့ဟာကိုတော့တိလိုက်တယ်အချိန်မှာဒါလုံးဝ ရမ်းထွက်ပြီးတော့ဗောနော်လူတွေဘာတွေညင်ထိုးပြီးတော့ရေခွက်တွေဘာတွေဖိတ်အဲ့လိုအစ်စ်နေတိဖြစ်သွားဟာတော်တော်ကြမ်းနေဗောနော်ဘယ်မှာဘာတွေများဖြစ်ကုန်ပြီလဲဆိုတော့ပုံစံမျိုးတော့တွေးမိတာဗောလေနော်ဒါမဲ့လဲဒါ line ပေါ်မတက်နိုင်တဲ့အတွက်ဘာတွေဖြစ်သွားလဲဆိုတော့မသိရအောင်ဗောအဲ့နဲ့ပြန်ရောက်လာတဲ့ချိန်ကျမှကြီးလိုက်တော့တော်တော်ကိုတော်တော်ကိုအပျက်စီးတွေများပြီးတော့တော်တော်ကိုပြည်သူတွေဒုက္ခဒုက္ခရောက်သွားတာကိုသိလိုက်ရတာဗောဗျာဒီကတော့ဒီဒီမြို့ကြီးတွေဗောနော်ဒါမန်လေးမကွေး စကိုင်းနေပြီးတော့ဘကိုးရှမ်းပြည်ဘက်ဒါမျိုးဘက်တွေမှာဖြစ်သွားရလဲအများကြီးပေါ့ဒီငလင်းတန်းခန်းစားလဲရတာအများကြီးရှိရဲတိုက်ကြီးတွေပြိုကျတယ်တံတားတွေပြိုကျတယ်ဇီရီပထိုးတွေပြိုကျတယ်ဘူဂျိုချောင်းတွေစာတင်တိုက်တွေဒါမျိုးတွေအစအကုန်ပြိုကျပြီးတော့လူတွေပိတ်မိကုန်တာရှိတယ်အထိုင်းမှာဆိုလဲဒါခုနကလိုပေါ့နော်ဆောက်လက်စတိုက်ကြီးပြိုကျသွားတယ်ပေါ့နော်မြန်မာလုပ်သားတွေအများကြီးပဲပါသွားတယ် ာတော်တော်ကိုရင်နာကြမြင်ကွင်းတွေအများကြီးပြသည်လားအဲဒီလမ်းမတွေပေါ်မှာဆိုလဲဒါတွိုင်းတွိုင်းလိုင်းနဲ့ချိုရိုက်ထားတဲ့ဗီဒီယိုဖိုင်တွေတက်လာတဲ့အချိန်မှာတော်တော်ကိုကြောက်စရာကောင်းတာပဲဟိုပြည်သူတွေကိုစားပါတော့တော်တော်ကိုဟိုခံစားရတယ်ဗျဟိုကလေးလေးဆိုလဲဒါမူဂျိုချောင်းပြိုပြိုကြလို့ဆိုပြီးတော့ဒါဆွဲထုတ်နေတယ်ဆိုတော့ဗီဒီယိုဖိုင်တွေတက်လာတော့လဲသူတို့ရဲ့မိဘတွေကိုစားရင်နာရပြောင်းပြသည်လားဟိုတော်တော်ခံစားရတာပေါ့နော်ပြီးတော့ဒါ ဒါဒါအိန္ဒိယနိုင်ငံထိုင်းမှာဖြစ်တဲ့ပြိုကျပျက်စီးမှုတွေဆိုရင်လည်းဒါမြန်မာလုံသွားတယ်အများကြီးပါတယ်တဲ့အဲ့ကြောင့်ဟိုကိုယ်နိုင်ငံမှာအဆင်မပြေလို့သူများနိုင်ငံမှာလုံသွားလို့ရပါတယ်ဆိုမှဒီလိုမျိုးအဖြစ်ဆိုးတွေကိုထပ်ကြုံရတော့အာသူတို့မိသားစုတွေအတွက်လည်းရင်နာရတာပေါ့နော်တကယ်ကိုစိတ်မကောင်းစရာမြင်ကွင်းနေရတော့ဒီနေ့လက်ညက်နေလုံးမှာတော်တော်ကိုအဆင်မပြေပါဘူးဗျာဒီလားဟိုအင်းပြင်းအားအနေနဲ့ဆိုလဲ7.7တောင်ရှိတယ်ပေါ့နော်ပြီးတော့ငလေးက2ချိန်3ချိန်လောက်လှုပ်သွားတာပေါ့နော်အဲ့ကြောင့် တော်တော်လေးဖြိုပြဲဖြစ်သွားတဲ့အနေထားပေါ့အခုထိကိုဒါကေဇေရိအလုပ်တွေပိုင်းနဲ့ရှုပ်ချက်ခတ်နေရတဲ့အနေထားဖြစ်သွားပေါ့ဒီသူတွေလည်းဂယူဆိုင်ကြဖို့ပဲပြောချင်ပါတယ်ပေါ့နော်ပြီးတော့ဟိုဒီလိုမျိုးသဘောဝဘေးအန္တရာယ်တွေကဒါကြိုတင်ခံမှန်းလို့ရတာရှိတယ်လို့ခံမှန်းလို့မရရလည်းရှိတာပေါ့ကျွန်တော်နိုင်ငံပြည်သူတွေတကယ်တနာကိုကောင်းတယ်ဘောက်လဲဆိုတော့ဒီမင်းစုံမင်းညစ်ပေါ့နော်ခုနလိုအာနာအလွဲသုံးစား လှုပ်ပြီးအာနာယူထားတဲ့မင်းအောင်လိုက်လို့ကောင်မျိုးအာနာရှင်လိုကောင်မျိုးတွေကနှိမ့်ဆက်တဲ့တန်းကိုလည်းနှိရှိလာမြခံစားရတယ် တဘောဘေးအန္တရာယ်တွေကိုလည်းဒါတောက်လျှောက်ခံစားရတယ်ဗောနော်အရှိမမူခဖြစ်လိုက်ဟိုဟာဖြစ်လိုက်ဒီဟာဖြစ်လိုက်ဒါမျိုးပုံစံမျိုးတွေလက်ဖြစ်ရေဘေးတောင်မှဒါအဲကေစေးကြီးပြန်လဲထူထောင်ရေးတွေလုံးလုံးမပြီးသေးဘူးအခုလိုမျိုးအငလင်းတန်တွေထပ်ပြီးတော့ခံစားရတယ်ဆိုတော့ရုံးနိုင်ငံကတော်တော်ကိုနိုင်ငံသားတွေကတော်တော်ကိုပြည်သူတွေကဗောနော်တော်တော်ကိုအဲဒုက္ခဒုက္ခတွေတောက်ကတွေရောက်ကြတာဗောဗျာကြောတွေဗောနော်အဲအဲ့လိုပြည့်ပြည့်ကြောတွေပေါ်မှာဒါတရှိနေတဲ့နိုင်ငံတစ်ခုဖြစ်တယ်ဗောနော် ဒါအခုဆိုစကိုင်းပြည့်၍ကြောပေါ့နော်စကိုင်းပြည့်၍အဲကြောက်ကြမ်းပြည့်၍ပြီးရင်ကလတန်ပြည့်၍ကဘောပြည့်၍စတဲ့ဒီပြည့်၍ကြောတွေပုံမှာတည်ရှိနေတဲ့နိုင်ငံတစ်ခုဖြစ်တော့ဒီဒန်တွေကိုအာနစ်စင်နစ်စင်ခန်းစားနေရတဲ့နေထားပါဗျာအဲတော့အဲ့ထဲမှာတော့ဒီခုဒါစကိုင်းပြည့်၍ကြောကြောင်မလို့ဖြစ်တဲ့ဟာပေါ့နော်စကိုင်းပြည့်၍ကြောကြောင်မလို့ဖြစ်တဲ့ဖြစ်ပြီဆိုရင်ပေါ့နော် ခန်းစားနိုင်တဲ့မြို့တွေကဒါမြကြီးနားတို့တပိတ်ချင်းတို့တကောင်းတို့စကိုင်းမန္တလေးနေပြီးတော့တောင်ကူဖြူရန်ကုန်စတဲ့ဒီလို့ မျိုးကြီးပြာကြီးတွေမှာဒါဒီတန်တွေကိုခန်းစားရလိမ့်မယ်ဆိုပြီးတော့လေဒါတုံးသက်သူတွေဒါမှမဟုတ်လေသူစင်တာပြုလုပ်ထားတဲ့သူတွေကပြောထားရည်လည်းရှိတယ်ပေါ့အဲ့တော့အခုတော့ဒါကြီးကဖြစ်သွားတယ်ပေါ့ဗျာဖြစ်သွားတယ်ကြိုတင်ပြီးတော့ဒါတွက်ဆလို့လည်းမရနိုင်တဲ့အခြေအနေပေါ့နော်အဲ့တော့ပြန်လဲထူထောင်ရေးတွေအကြောင်းတွေဆက်လုပ်ကြရမယ်ပြီးတော့ကုညီဖိမမှုတွေလည်းအရန်လိုအပ်လာပြီးအာအမျိုးမျိုးစုံပေါ့နော်ကန်ဆုံးကသွားရမိုးလိုက်လို့ရွာဆိုတဲ့ပုံစံမျိုးကိုဖြစ်နေတော့တာပေါ့ အဲကြတော့ကျွန်တော်တို့အားလျှော့လို့တော့လည်းမရပြောင်းဘောနော်စိတ်မကောင်းဖြစ်တာဝမ်းနေစရာတော့ရှိတာပေါ့ဒါပေမဲ့လည်းအခုညီလိုအပ်နေတဲ့သူတွေကအရင်ထက်ပိုများလာပြီဆိုတဲ့ဟာလည်းကျွန်တော်တို့အတိတဲမှာပြန်ပြီးတော့သတိပေးရမယ့်ဟာတစ်ခုဖြစ်လာတယ်ကျွန်တော်တို့လှုပ်ပေးနိုင်တဲ့သူတွေကပို့ပြီးတော့စူးစမ်းပြီးတော့အခြားလိုအပ်တဲ့သူတွေအတွက်လှုပ်ပေးကြဖို့ဒီချင်းကလည်းအရေးကြီးတယ်ပေါ့နော်အဲလိုဆိုတော့အရန်ကိုခက်ခဲတိုးခါရောက်တဲ့အနေအထားတွေဖြစ်သွားတာဟုတ်အဲကြအဲဥစ္စာတွေအတွက်ကိုလည်းကျွန်တော်တို့စူးစမ်းတင်တယ်နောက်တစ်ခုကကျွန်တော်တို့တခုခုဆိုရင် ဒါကြိုတင်ပြင်ဆင်တဲ့လုပ်ငန်းတွေကျွန်တော်လှုပ်ထားတင်နေပါတော့အဓိကတော့ဒါငလင်းတန်ကြောင်ဖြစ်ပေါ်လာနိုင်တဲ့ဒါနောက်ထပ်ဘေးထွက်ဆိုးကျိုးတွေပေါ့နော်ဥမာဒါလျှက်စစ်မီးကျိုးတွေဒါခုနလမ်းပေါ်မှာ ဖြစ်တဲ့ဗီဒီယိုဖိုင်တစ်ခုမှာဆိုရင်လျှက်စစ်မီးကျိုးတွေပြတ်တောက်ပြီးတော့ပေါ့နော်ရမ်းထွက်ပြီးတော့လူတွေဘာအန္တရာယ်ဖြစ်စေနိုင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တော်တော်များများကဒီအဆောက်အဦတွေနဲ့လွတ်တဲ့နေရာမျိုးကိုပြေးထွက်ကြတဲ့အခါလမ်းပေါ်တွေကိုပြေးထွက်ကြတာ哦အဲ့လိုပြေးထွက်ကြတဲ့အခါဒီဓာတ်တိုင်ဓာတ်ကျိုးတွေ ပြီးရင်တက်တိုင်နေပေါ့နော်ဒါမျိုးဒါမျိုးတွေကပြတ်ပြီးတော့လူတွေကိုပြန်ပြီးအနေဖြစ်စင်နိုင်တယ်ပြီးရင်ခုနလိုတိုက်တာအဆောက်အုံနေဆိုရင်လုံအောင်ပြိုကျပျက်စီးသွားပါဗျာအဲ့လိုတွေကြောင့်မလို့ဖြစ်ပေါ်လာနိုင်တဲ့ဒါ gas ယိုစိမ့်မှုတွေပေါ့နော်အဲဒီလိုမျိုးတန်းငွေယိုစိမ့်မှုတွေကလည်းဒါအနေဖြစ်စင်နိုင်တယ်ပေါ့နော်အဓိကတော့ဒါကလေးတငယ်တွေပေါ့နော်အဲကလေးတငယ်တွေဆိုရင်ဒါမိဘနဲ့ဒါဝေးဝေးလန်လန်နေရာမျိုးတွေမှာမရှိဘဲနဲ့မျက်စိအောက်မှာပဲထားပြီးတော့အမြဲတမ်းအသင့်ဖြစ်နေရမယ်ဆိုတဲ့ပုံစံမျိုးတွေလည်းကျွန်တော်တို့ပြင်ဆင်ထားတဲ့နောက်တစ်ခုကကိုယ့်ရဲ့နေတဲ့နေရာပတ်ဝန်းကျင်မှာ ဘယ်နေရာတွေကလုံခြုံမှုရှိတယ်လဲဆိုတဲ့ဟာမျိုးတွေကိုလည်းကျွန်တော်ကြိုတင်ပြီးတော့စဉ်းစားထားတင်တယ်အဲဆိုတာဝင်လန်းထွက်လန်းပုံစံမျိုးတွေလွယ်ကူအောင်ဘယ်လိုလုပ်ထားမလဲအဲချို့နေရာတွေဆိုတော်တော်ခက်ခဲရအောင်ပြီးတော့အထက်အမြင့်မှာနေတဲ့သူတွေဆိုရင်ဒီပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲဆိုတဲ့ဟာကိုတော်တော်လေးကိုခက်ခဲခဲခဲစဉ်းစားမယ်အနေထားတစ်ခုဖြစ်တာပေါ့လေနော်ဒါပေမဲ့လည်းအတက်နိုင်ဆုံးတော့ကျွန်တော်တို့ဒီအကြောင်းတွေကိုနားဆွင့်ထားဖို့လိုတယ်ဘာလို့လဲဆိုတော့နောက်ထပ်ထပ်ပြီးတော့ငလင်ထပ်ပြီးလှုပ်နိုင်ရည်ရှိတယ်ဆိုတော့သတင်းတွေကိုလည်းဒါသုံးသက်သူတွေကပြောနေကြတယ်တွေ့ရတာပေါ့နော် အဲကြောင့်ဘလိုပဲဖြစ်ဖြစ်ကျွန်တော်ဒီကိစ္စနဲ့ပတ်သက်လို့တော့ကျွန်တော်လည်းတခြားဘာမှကိုပြောစင်စိတ်လည်းမရှိပါဘူးဒါတကယ်ဝမ်းနေရတယ်ဗောနော်စိတ်မကောင်းလည်းဖြစ်ရတယ်ပြီးတော့ကိုဒါပြည်သူတွေအတွက်ပေါ့ဗျာဒီလားအော်ငါတို့ပြည်သူတွေကန်ဆိုးလာပြီလားဆိုတော့အတွေးကြီးပဲရောက်နေတာဗောဗျာဟိုဒီလောက်ဒုက္ခဒုက္ခတွေခံနေရပါတယ်ဆိုတော့ဂျားတွေကနေမှာဒီလိုမျိုးတဘောဘေးအနေနဲ့ထပ်ပြီးတော့နှိမ့်ဆက်ပါတယ်ဆိုတော့ဟာမျိုးကြီးလည်းမြင်ရတော့ဗောနော်အဲ့တော့ဒီဂျားတွေမှာမှဒါဒေါသထွက်စရာလည်းမင်းအောင်နိုင်လို့កောင်းမျိုးပေါ့လေနော်ဒါတခုခုဆိုရင် နာမည်ကောင်းဝေယူခြင်းတဲ့ကောင်မျိုးပေါ့နော်ဒီရုပ်ဆိုင်နဲ့လိုက်ပြီးတော့စစ်ဆေးနေရဆိုတဲ့ပုံစံမျိုးတွေရုပ်ပုံတွေလည်းဒါထွက်လာသေးရပေါ့ဒါကြီးကိုခုတော့လှုပ်ပြီးတော့ကျေးဇူးတွေဒုက္ခရောက်နေတာကိုခုတော့လှုပ်ပြီးတော့ဒီကောင်နာမည်ကောင်းဝေယူခြင်းတဲ့တခုခုဆိုသူတို့လှုပ်ပြီးပါတယ်ဆိုတဲ့ပုံစံမျိုးတွေသူတို့လှုပ်ချင်တယ်ပေါ့နော်အဲဒါကြောင့်မလို့တပုတ်မှတ်တမ်းတွေတက်လာတော့ကြာလေတော်တော်လေးလဲဒေါသထွက်ရတယ်ဗျာသီလားအဲ့လိုကောင်မျိုးတွေကိုမြင်နေရတာတကယ်ကိုစိတ်မချမ်းသာဘူးဒါပေမဲ့ကျွန်တော်ပြည်သူတွေမှာကျွန်တော်ပြည်သူမှာပြည်သူပဲရှိရဲဆိုတဲ့စိတ်နဲ့ကျွန်တော်တို့က ပိုစူးစားဖို့တော့လိုတာပေါ့လေနော်လိုပဲဖြစ်ဖြစ်ဒီဖြစ်စဉ်ဖြစ်လိုက်တဲ့အချိန်မှာကျွန်တော်လည်းဝန်းနေရတယ်တခြားဘာမှလည်းပြောနိုင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့လည်းပြည်သူတွေဘီယူဆိုင်ကြစီခြင်းနဲ့လုံခြုံရေးကျန်းမာရေးအဆစပါပေါ့နော်တဘောဘေးရန်နေရာအဆတို့တွေကြိုတင်ပြီးတော့တွက်ဆပြီးတော့ပြင်ဆင်တာမျိုးတွေလည်းလုပ်ကြစီခြင်းနဲ့အခုလိုထိခိုက်နစ်နာမှုတွေအများကြီးဖြစ်တာကိုမြင်ရတော့လည်းကျွန်တော်လည်းစိတ်မကောင်းဘူးအဲ့အတွက်လိုအပ်တဲ့အခုညီမျိုးတွေပြန်လဲဒူတော်ကြီးနဲ့ဆိုင်တဲ့ကိစ္စမျိုးတွေဆိုလဲကျွန်တော်တို့တက်နိုင်သလောက်ဝိုင်းပြီးတော့စူးစမ်းကြရအောင်လို့ ဒါလိုမျိုးလေးပဲပြောချင်ပါတယ်ဗျကျေးဇူးတင်ပါတယ်